ဇာသာပတိနေမွေသူအလုံးမင်္ဂလာပါ2025အောက်တိုဘာလ10ရက်ကနေ9ရက်နေ့တော်တွင်မှာရံများမယ်အတိုက်ခံများမယ်အခက်ခဲကြားမှတိုးတက်မယ်အထင်လွဲခံရတတ်တဲ့အာမခံခြင်းတာဝန်ယူခြင်းမပြုနိုင်ကြတဲ့ဆက်ရော်ရတတ်တဲ့ ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေပွဲ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေပွဲ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါမယ်။တရက်နေ့မှာအရာရာသတိထားရမယ်။နှစ်ရက်နေ့မှာ အညာဆိုးကင်းပြီးတော့စိတ်ချမ်းသာစရာတွေချုံမယ်။တောရက်တွေမှာခရီးကံကောင်းမယ်။မိကောင်းဆွေကောင်းထောက်ပြုရမယ်။တဏှာသိဒ္ဓိနက်ခတ်ဆန်းရှင်နေနေဖြစ်တဲ့အဲဒီနေ့မှာဝေကြီးကိစ္စပြောဆိုခြင်းလုပ်ကင်ခြင်းတွေကြိုးပီးတယ်။လေးရက်နေ့မှာအရာရာကံကောင်းခြင်းအစီပြေခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိ။ငါးရက်နေ့မှာလူယုံဒုက္ခပေးတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်မှာအချမ်းစီအနောက်ရှက်တွေရှိတတ်တဲ့။၆ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်တယ်အဲ့ဒီကသတင်းချုပ်လပြည့်နေအကြီးအကဲများထံဂရဝပြုပါတော့ရောက်ပြီးတော့ရှ िख ိုးချင်းဂရဝပြုချင်းမိဘဆရာသမားတို့ကိုဂရဝပြုချင်းနေပြုရန်ကောင်းတဲ့အပြင်တင်းလာနေနဲ့လပြည့်နေတိုက်ဆိုင်တော့အနေကစားတင်ရန်မတန်ကောင်းတဲ့နေ့တစ်ခုဖြစ်တယ်ခொနည်းနေ့မှာရပိုင်ခွင့်ပြန်ရခြင်းအခက်ခဲကျော်လာခြင်းဘဝတိုးတက်ခြင်းတွေကိုကြုံမယ်ဒီကာလအတော်အတွင်းမှာ ကြာသပတိနေဗုဒ္ဓနေတနင်္လာနေမွေးသူတွေကိုကောင်းချိုးပေးတယ်တနင်္ဂနွေအင်္ဂါမွေးသူတွေဒုက္ခပေးတတ်တယ်ငါခုကိုကနအချိုးပေးတယ်အဖြူရောင် အစိမ်းရောင်မိခုံရောင်တို့ကိုဝှက်ပြီးတော့အလိုရှိရာကိစ္စတွေလောက်ခံရင်အောင်မြင်မယ်ကောင်းသောခံချမများရဖို့အတွက်အဖြူရောင်ပန်းဖျားတည်ပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်